ပရိသတ်များအားလုံးပဲမိလာပါရှင်။ဟိုးပေါ်မြန်မာ channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ကိုရွန်ဆောင်စင်လိန်ဆက်ဆက်လို့ရလားဆိုတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါရစေ။လိန်ဆက်ဆံရမှာစိတ်ကျဉ်တ်မှုရရှိခြင်းကအိမ်တော်ရေးတာရဖို့အချက်တစ်ခုဖြစ်ပါတယ်။ကိုယ်ဆောင်စင်အချိန်မှာလိန်ဆက်ဆံမှုကကိုယ်အပေါ်ထိခိုက်မှုရှိနိုင်မလားဆိုတဲ့စိုးရိမ်မှုအတွက်ဒီဆောင်ပါလီမှာအချက်လက်တချို့ကိုစူးစီးမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါရှင်ဒီအကြောင်းအရာလေးကတော့ပြည်သက်တော်တော်များများကသိချင်လောက်မယ်လို့ထင်ပါတယ်။ဒါဆိုရင်တော့ကျွန်မရဲ့ဒီဗီဒီယိုလေးကိုကြည့်ရအောင်နော်။ comment ဆောင်စင်အချိန်မှာအမျိုးသမီးရော အမျိုးသားများပါစိုးရင်ကြတာက လင်းဆက်ဆန်းချင်းကြောင့်ဂရင်းနဲ့မိခင်ကိုချိတ်ခိုက်မှုရှိမှာကိုဖြစ်ပါတယ်။ comment လာရင်လာရတဲ့အမြလင်းဆက်ဆန်းရမှာတတော်တတာမရှိပေမဲ့လည်း comment ကိုချိတ်ခိုက်စေတာမျိုးတော့မရှိပါဘူး။ဘာကြောင့်လဲဆိုရင်တော့တိုင်အင်ကောင်ကကတ်ထားရတဲ့အတွက်တိုင်အင်ကောင်က ိတ်ထားတဲ့အတွက်အမျိုးသားရဲ့လိင်တန်ကတင်းရချင်းတို့မရောက်နိုင်ပါနောက်တစ်ချက်အနေနဲ့လိင်ဆက်ဆန်လို့ကိုဝင်ပြတ်ကြမှာကိုဆိုရင်တကြရဲဒါပေမဲ့ကိုဝင်ပြတ်ကြမှုအများစုကလိင်ဆက်ဆန်တာနဲ့မတန်ဆိုင်ပဲတရီတာပုံမှန်ဖွင့်ပြမှုမရှိရတာဖြစ်ပါရင်ကိုဝင်ဆောင်စဉ်လိင်ဆက်ဆန်ရမှာအဆင်ပြေဆုံးနဲ့စိတ်ချရဆုံးဖြစ်မဲ့အနေထားတချို့ကို ပြောပြပေးသားမှာပဲဖြစ်ပါရင် နံပါတ်၁ဘေးချင်းရှင်လျက်အနေထားအမျိုးသမီးကအမျိုးသားနဲ့မျက်နှာချင်းဆိုင်ဘေးတဆအနေထားနဲ့ဆက်ဆံခြင်းက အမျိုးသမီးအတွက်တတောက်တတအဖြစ်ဆုံးဖြစ်ပါလိမ့်မယ်။ဘိုက်အပေါ်ကို ကိုလေးချိန်ဖြင့်ဖိမိခြင်းမရှိနိုင်ပါ။နံပါတ်၂အမျိုးသမီးအပေါ်မှာနေတဲ့အနေထားကိုယ်ဝန်လာရင်လာတဲ့အခါမှာဒီအနေထားကပိုတင်တော်ပါရဲ့။အမျိုးသားရဲ့လိမ်တန်းအတွင်သို့အလုံးမဝင်အောင်သတိထားမယ်။ နံပါတ်3ကတိအစွန်တွင် ပလတ်အနေထားကတိအစွန်မှာပလတ်အနေထားဖြင့်ကျွန်တော်ကိုအော်တိုတွေ့လောက်ချထားပါအမျိုးသားကမှတ်တပ်အနေထားဖြင့်ဆက်ဆံနိုင်ပါတယ်နံပါတ်4ဇွန်းနှချောင်းထက်အနေထားအမျိုးသမီးကစီပုံစံကွေးနေပြီး အမျိုးသားကနောက်ကျောင်းမှာစီပုံစံကွေးပြီးဆက်ဆံတဲ့အနေထားကတတတတနဲ့အဆင်ပြေစေပါလိမ့်မယ်အတရရှိနိုင်တဲ့မူမမှန်လေးဆက်ဆံနည်းလမ်းတွေကိုတော့ရှောင်ကြဉ်တင်ပါတယ် ဆိုအတွင်ထိုတွင်ဆက်ဆံခြင်းကကိုယ်ဝန်လာရင်၍လေကောင်ထွက်နေရမျိုးရှိရင် အစစ်မပြေနိုင်ပါ ကို့အမျိုးသားမှတပါအခြားသူနဲ့လိမ်ဆက်ဆံခြင်းကလိမ်မတစဲ ကိုယ်ဆက်တက်တော့ကာလာတာယောဂကုကံအားကြစင်မှုကိုယ်ဆက်ယောဂစားတဲ့ယောဂများကိုယ်ဆက်စေနိုင်ပြီးမိခင်မှာတစဉ်ကလေးကိုပါကိုယ်ဆက်စေနိုင်ပါတယ်။အိမ်တော်ရဲ့တခုမှာကလေးရဲ့စိတ်ချလွန်ချုံမှုကအရေးကြီးတယ်လို့လင်ဆက်ဆက်ရာတွေစိတ်ကျေနပ်မှုရရှိဖို့ကလည်းအရေးကြီးပါတယ်။ဒါကြောင့်ကိုယ်ဆောင်စဉ်လင်ဆက်ဆက်ရာတွေအခက်အခဲရှင်နေဆရာဝန်ရဲ့ဆွေးနွေးတိုင်ပင်တင်ပါတယ်။ ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ကွန်ဆောင်ဇင်လင်းဆက်ဆက်လို့ရလားဆိုတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါရဲ့ရှင်။ကဲဒီလောက်ဆိုရင်တော့ပရိသတ်တွေကသိရှင်းနားလည်လောက်ပြီလို့ချက်ပါရယ်။အိမ်တော်ရဲ့တခုမှာလင်းဆက်ဆက်ရမှာစိတ်ချနေမှုရရှိဖို့ကအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ပါရယ်။ဒါကြောင့်ကွန်ဆောင်ဇင်မှာလင်းဆက်ဆက်လို့ရလားမရလားဆိုတာကိုသိကြအောင်လို့ ဆရာဝန်နဲ့ဇွန်နေ့တိုင်ပင်တင်တာအကောင်းဆုံးသောနေလန်းဖြစ်ပါလို့အကြံပြုရင်းနေဒီကနေ့ကျွန်မရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အဆုံးတည်းအပြည့်နာဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီဗီဒီယိုလေးကပရိသတ်တွေအတွက်အကျိုးရှိစေတယ်ဆိုရင်ချိန်တင်တက်တယ်ဆိုရင် like and subscribe နေပြီးဘေးနာချက်ပေးခလုံးလေးကိုလည်းနှိပ်ထားပေးဖို့မမေ့ချနိုင်ဘူးနော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်